င်္ဂလာပါရှင်။ဘောင်မခင်းတဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမေလ14ရက်နေ့နေ့လယ်ခင်းသတင်းများကိုအစီအခံတင်ဆက်ပေးပါရောင်းမယ်ရှင်။ပရမောင်းဆုံးသတင်းအနေနဲ့ထိုင်းမြန်မာနယ်စပ်အနေစစ်ကောင်စီ၏ခမရ24တာလေပြူအားစစ်ကန်ကို KNL ပူပေါင်းတပ်များကအပိသက်တင်ပါရရှိဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ။ကရင်ပြည်နယ်လှိုင်းဘွေမြို့နယ်ထိုင်းမြန်မာနယ်စပ်အနီးစစ်ကောင်စီတပ်လေပြူဟာစစ်စခန်းကို KNL ပူးပေါင်းတပ်များကအပိသက်သိမ်းပါရရှိကြောင်း KNU သတင်းရင်းမြစ်ပြောဆိုခြင်းနဲ့ထိုင်းသတင်းဌာနများ၏ဖော်ပြချက်အရသိရှိရသည်။မေလ10ရက်နေ့နနက်အစောပိုင်းမှစတင်၍ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ် KNU တပ်မှ9နယ်မြေအတွင်းရှိစစ်ကောင်စီခမရ24တရင်ဤတပ်လေပြူဟာစစ်စခန်းကို KNL ပူးပေါင်းတပ်များကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ကလည်းစခန်းမကျစေရေးအတွက် ိုက်လျင်ဖြင့်တခြားလုံးခိုးကန်ခဲ့ကြောင်းမေလ23ရက်နေ့ညနေ6:30မိနစ်ဝန်းကျင်ချိန်တွင်အဆိုပါစခန်းကိုတိုက်ခိုက်သိမ်းပါရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်စခန်းကတော့ရသွားပါပြီစစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုနဲ့လက်နက်ကင်ရန်သိမ်းဆီရရှိမှုအခြေအနေတော့မသိရသေးပါဘူးထွက်ပြေးသွားတဲ့သူတွေလည်းရှိပါတယ်ဒီစခန်းကအရေးပါတဲ့ဘီဝါစစ်စခန်းကြီးဖြစ်ပါတယ်ဟု KNU သတင်းရင်းမြစ်ကပြောဆိုသည် မေလ9ရက်နေ့တွင်စံဖက်စစ်ကောင်စီ၏တခေါင်းပြည်ခွေးစခန်းကို KNL PDF ပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်မေလ13ရက်နေ့တွင်တာလေပြူအားစစ်စခန်းကြီးကိုထမှန်သိမ်းပိုက်လိုက်ခြင်းဖြစ်ရာရပ်ပိုင်းတွင်စစ်တပ်စခန်းများကို KNL တပ်မှ9တပ်များကစက်တိုက်သိမ်းပိုက်နေခြင်းလည်းဖြစ်သည် KNU ကထိုင်းမြန်မာနယ်စပ် KNU တပ်မှ9နေမြေအပိုင်းအတွင်းရှိ စစ်ကောင်စီစခန်းများအလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာမြရီမြို့နယ်အတွင်းရှိစစ်ကောင်စီ၏မော်ဖိုးခေစခန်းချော်ဂေတာစ ကန်နော်တရာစကန်ဝါခသစ်စကန်များတွင်လည်းတိုက်ပွဲများကိုဆက်လာနိုင်ကြောင်းသိရှိရသည် ဆက်လက်ပြီးငန်းစုံနဲ့လူငယ်များကိုအတင်းကျပ်စစ်မှုထမ်းခိုင်းရပေါ်တာဆွဲဖမ်းဆီးနေသောရွှေတောင်ကျေးရွာအုပ်ချုပ်ရေးမှူးထံကိုပြစ်ခတ်ခံရပြီးတိတ်ဆုံဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းငန်းစုံမြို့နယ်ရွှေတောင်ကျေးရွာနေစစ်ကောင်စီထောက်တိုင်းအုပ်ချုပ်ရေးမှူးထံကိုပြစ်ခတ်ဖမ်းဆီးခဲ့ရာနေရာမှာပင်ပွဲချင်းမိတိတ်ဆုံသွားကြောင်းငကနေပြောက်ကြားတပ်ဖွဲ့မြင်းချံမှတောင်းရင်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်။ရှမန်နေမေလ12ရက်ညနေ9:30မိနစ်ကစစ်ကောင်စီနှင့်ပူးပေါင်းကပြည်သူလူထုကို အနိုင်ကျင့်ပူဇော်နေသောငန်းစွန်မြို့နယ်ရွှေတောင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းဦးကိုမြင်းကျန်တိုင်နယ်သုံးငကန်နေပျောက်ကြားပြည်သူ့ကော်ရီတပ်ဖွဲ့မှရဲဘော်များကဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းထို့သောဖမ်းဆီးချိန်ရဲဘော်များအားပြန်လည်ခိုခံပြီးထွက်ပြေးရန်ကြိုးစားသဖြင့်ပြစ်ခတ်ဖမ်းဆီးရာနေရာမှာပင်တိုက်ဆုံသွားကြောင်းသိရသည်သူကပြန်ပြီးတော့ခုခံမှုသူ့ပါတဲ့လက်နက်ပုံစတန်တန်ဖြုတ်ဖို့ကြိုးစားနေတဲ့အတွက်ပြစ်ခတ်ခဲ့ရတာအဲ့ဒီလိုမဟုတ်ရင်အရှင်ဖမ်းဖို့ပေါ့သူ့ကိုဖမ်းဖို့ကျွန်တော်တို့အရင်နေ့တွေတည်းကချောင်းနေ ချောင်းတော့အိမ်ကိုပြန်မလာတော့ဘူးကျွန်တော်တို့ပြန်ထွက်တဲ့အချိန်မှသူကပြန်ဝင်တော့အခုကသူပြန်ဝင်တဲ့အချိန်ချောင်းနေတာအခုကအိမ်မမဟုတ်ဘူးလမ်းမရင်တွေ့တာသူလာရမြင်တော့ဆိုင်ငယ်ရက်ခိုင်းတာသူကမရက်ဘူးအသီးကိုထုတ်ပြီးတော့ကျွန်တော်တို့ကိုခုခံမှုစူးစမ်းတာနဲ့ပြစ်ခတ်ဖမ်းဆီးလိုက်တာဟုငကနေပြောက်ကြားတက်ဖွဲ့မြင်းချမ်းမတောင်းရှိသူတို့ကရန်ကုန်ခေတ်တဲ့တရင်ဌာနတန်းတို့ပြောကြားသည်တိတ်ဆုံသွားသောအသက်54နှစ်အရွယ်အုပ်ချုပ်ရေးမှူးထုံးတန်းမှလက်ပြပုံနှလုံးနဲ့နိုင်ငံသားစီစီရေးကပ်ပြားတစ်ခုကိုတင်စီရရှိခဲ့ပြီးပြည်သူ့ကောင်ရီ ်တပ်ဖွဲ့ဝင်များအထူးခိုက်မရှိဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။နိုင်ငံပြောက်ကြားတပ်ဖွဲ့မြင်းချန်အနေဖြင့်စစ်ကောင်စီနှင့်ပူးပေါင်းကလူငယ်များကိုမတရားစစ်မှုတန်းစီခိုင်းရန်လှုံ့ဆော်ခြင်း၊ပေါ်တာဆွဲခြင်း၊ဖမ်းဆီးခြင်း၊စသည့်ပြည်သူလူထုအပေါ်မတရားသဖြင့်အနိုင်ကျင့်ပူဇော်နေသူအုပ်ချုပ်ရေးမှုပြုစောသည့်စစ်သားရဲများအလုံးကိုဆက်လက်ရှင်းလင်းသုံးနေသောမည်ဖြစ်ကြောင်းအသိပေးထားသည်။ ဆက်လက်ပြီးပြည်သူများအစိုးလိုက်ပြုံလိုက်တိတ်ဆုံးစေခဲ့သောလေးချောင်းတိုက်ခိုက်မှုများကဆေးရဆွေးမှုကျူးလွန်ခြင်းဖြစ်၍စစ်ကောင်စီကတာဝန်ရှိမှုတာဝန်ခံမှုရှိရလိမ့်မည်ဟုအေအေကသတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အရက်သားပြည်သူများကိုအစိုးရအပြုံလိုက်တိတ်ဆုံးစေခဲ့သောလေးချောင်းတိုက်ခိုက်မှုများမှာစစ်တပ်ကဆေးရဆွဲမှုကျူးလွန်ခြင်းဖြစ်၍စစ်ကောင်စီကတာဝန်ရှိမှုတာဝန်ခံမှုရှိရလိမ့်မည်ဟု AAR ကတမရော်ပြော၏ဆိုခွင့်ရှိသူခိုင်သူခါကတရေပေပြောဆိုသည်ရှင်ကုန်ခေတ်တရင်ဌာနကပြည်သူများတည်ဆုံစေခဲ့သောစစ်တိတ်လေးချောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍အေအေးသဘောထားကိုဆက်သွယ်မေးမြန်းစဉ်၎င်းကအထက်ပါတိုင်းပြောဆိုတရီပေးလိုက်ခြင်းဖြစ်သည်။ ဒီလိုမျိုးပါတိုက်ပွဲမှမရှိတဲ့နေရာမှာအစံဘက်စစ်ကောင်စီကအရသာပြည်သူတွေကိုဥတီပြီးတော့မှရွေရဲချက်ရှိရှိတိုက်ခိုက်တဲ့ဆိုတာဟာဒါဟာစစ်ရာဆွေးမှုကိုပြောင်ပြောင်တိုက်တင်းကျူးလွန်နေတာဖြစ်ပါတယ်။ဒီစစ်ရာဆွေးမှုအတွက်တောင်းဝန်ရှုမှုတောင်းခံမှုရှိရမှာဖြစ်ပါတယ်ဟုအေပြိုရေးဆိုခွင့်ရှိသူခိုင်သူခါကရှင်းလင်းပြောဆိုသည်။ရှမန်နေမေလ23ရက်နေ့ရသေးတောင်မြို့နယ်ထွန်ရွေရွာဟောင်းတွင်စစ်တပ်ကလေးချောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့တဲ့ဖြင့်ပြည်သူများထိခိုက်ဒေဆုံးခဲ့ပြီးနေအများပြားပြည့်စည်သွားခဲ့ကြသောကြောင့်၎င်းကဆက်လက်ပြောဆိုသည်။ မေလ23ရက်နေ့မနက်စိန်တိုင်း9မိနစ်မှာရသေးတောင်မြို့နယ်ထွန်းရွေရွာဟောင်းကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့ပေါင်900နှလုံးကျဲချသွားတာရှိတယ်။ဘုံကျဲချမှုဖြစ်စဉ်မှာတိုက်ဆုံမှုကတော့12ယောက်ရှိနေပြီးနောက်ထပ်ဒဏ်ရာရသူကတော့23ရှိပါတယ်။အိမ်လုံး20လောက်ပျက်စီးသွားတာရှိတယ်။တဝက်တစ်ပြက်ပျက်စီးသွားတာက10ခန်းချီပါတယ်ဟုခိုင်သူခါကဆိုသည်။ အကြံဘက်စစ်တပ်ကဒီပေးမျိုးပေါ်တွင်လည်းမေလ12ရက်နေ့နနက်ပိုင်းစာတင်ကျောင်းပေါ်လေးမြေပုံးချေချခဲ့ရာကျောင်းသားကျောင်းသူကလေးငယ်20ဦးနဲ့ဆရာမ2ဦးအပါအဝင်စုစုပေါင်း22ဦးသေဆုံးခဲ့ပြီးအများပြားဒဏ်ရာရရှိခဲ့သည်ယခုမေလကုန်ပိုင်းထိစစ်ကောင်စီတပ်ကအပြစ်ခတ်ရစေးကြီးညာထားတော့လေလေကျောင်းတိုက်ခိုက်မှုများကိုယခုရပိုင်းတွင်စက်တိုက်ဆိုသလိုတုံးမြင့်ကျူးလွန်မှုများလှောက်ဆောင်လာနေခြင်းဖြစ်ကြောင်းတော်လင်းတပ်ဖွဲ့များကသုံးသပ်ပြောဆိုကြသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ရှမ်းကုန်းတွင်စစ်မှုထမ်းခိုင်းရန်အတမ်းမပြေသေးသောကျောင်းသားမောင် ထက်ဝေရန်အပအဝင် လူငယ်နှုတ်ကိုစစ်သားအဖြစ်ရောင်းစားခံရမှုစစ်တပ်လော်ဘီများဝန်ခံလှဲကူးရင်လည်းလူစားထိုးစစ်မှုထမ်းများရောင်းဝယ်လုံနေဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ရန်ကုန်မြို့ရင်းစစ်မှုထမ်းခိုင်းရန်အသက်မပြည့်သေးသောကျောင်းသားမောင်ထက်ဝေရန်အပောင်းဝင်လူငယ်များကိုစစ်သားဖြစ်ရောင်းစားခံရမှုများရှိနေကြောင်းစစ်တပ်လော်ဘီများဝန်ခံပြောဆိုလိုက်ကြသည်မေလ23ရက်နေ့ကစစ်တပ်လော်ဘီနောင်တော်ကလေးလောက်ကိုင်းနေသည့်မြန်မာနေရှင်ရဲ့ post telegram channel မှာတစင်ကွန်ညံကုန်းမြို့နယ်ပကောက်ကျေးရွာအုပ်စုတော်ကစော့ကျေးရွာမှကျောင်းသားမောင်ထက်ဝေရန်နဲ့မောင်မိုးချစ်နောင်တို့နှုတ်ဦးရန်ကုန်တွင်တွားရောက်အလို့ရှာရမှာစစ်မှုရန်တပ်သားများဖြင့်ဖမ်းဆီးရောင်းစားခံလိုက်ရကြောင်းမိဘဆွေမျိုးများနဲ့တွေ့ဆုံမေးမြန်းရေးထုတ်ပြန်ထားသည် ဧရန်လ29ရက်နေ့ကွန်ချန်ကုန်းမြို့နယ်ဘကောက်ကျေးရွာအုပ်စုတော်ကစော့ကျေးရွာမှာစနေတန်ကျောင်းသားမောင်ထွက်ဝေရန်နဲ့အကိုဖြစ်သူမောင်မိုးချင်အောင်တို့ကရှမ်းကုန်းတွင်အလုတော်လုံးရန်ထွက်သွားခဲ့ကြောင်းရှင်နောင်မေလာ10ရက်နေ့တွင်လူ6ဦးကစစ်စေးမေးမြန်းရန်ရှိသူဆိုကောင်ဖမ်းဆီးသွားပြီးရမဲတဲ့စစ်တပ်လေးကျင်းကြီးကျောင်းသို့ပို့ဆောင်ခံရရကြောင်းသိရှိရသည် ဦးထင်းအောင်ရဲ့တာမောင်ထက်ဝေရန်က၁၇တန်းဖြည့်ပြီး၁၂တန်းတက်ရမယ်သူပါနောက်တဦးကမောင်မိုးချင်းအောင်ဖြစ်ပါတယ်ចောင်းသားကစစ်မှုရန်နဲ့မသက်ဆိုင်နေပါဘူးအသက်၂၂နှစ်အရွယ်တဦးကလည်းနိုင်ငံတော်ကစင့်ခေါ်စာရီဘာရီမရသေးဘူးဒါကြောင့်ပြန်လည်အနှင်းစီခြင်းပါတယ်ပြည်သူစစ်မှုထမ်းမှုရောင်းစားခံလိုက်ရတာခေါ်စာလည်းမရောက်သေးပဲလှည့်စားခြင်းခံလိုက်ရတာပါចောင်းသားကသူ့ကိုယ်နဲ့ចောင်းပိတ်တဲ့အချိန်လေးမှာရှန်ကုန်ကိုအလုတ်သွားလို့မေးဆိုပြီးတက်သွားတာရမဲသိန်းလေးကျင်ကြီးចောင်းကိုရောက်နေပြီတဲ့လူ၅ယောက်၆ယောက်ကဖဲသွားမလို့လေစစ်ဆေးစရာရှိ တယ်ဆိုပြီးခေါ်သွားတာကနေရောင်းစားခံလိုက်ရတာဟုဘုံကြီးဦးပညာဝန်တာကစစ်လော်ဘီချန်နယ်မှာတစင်မိန်ကြားထားတယ်။အလားတူရှန်ကုန်တိုင်းလေကုန်းမြို့နယ်ဘူရင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးမြို့သိန်းကလူစားတို့စစ်မှုရန်တပ်သားအယောင်ဝင်များလှုံ့ဆော်လျက်ရှိကြောင်းဒေသပြည်သူများကရှန်ကုန်ခေတ်တဲ့တရင်ဌာနတန်းသို့ပြောဆိုသည်။ ဘိုးရင်ကလေးကျေးရွာမှာအုတ်ချုံရီမူမျိုးသိန်းကပွဲစားများဖြင့်ဆေးရကွင်းကျေးရွာနေတန်းလိုက်အောင်ခိုင်မိုးတို့ကိုဆေးလွတ်၍ပဲခူးတိုင်းနဲ့ AR တိုင်းတို့မှလူငယ်များကိုအလုယမည်ဟုဆိုကာလိန်လေခေါ်၍လူစားတို့စစ်မှုရန်တပ်သားတဲ့များဖြင့်ရောင်းဝယ်လုံနေခြင်းဖြစ်ကြောင်းသိရှိရသည် အုတ်ကြီးမျိုးသိန်းက ARA တိုင်းနဲ့ပဲခူးမလူငယ်တွေကိုပွဲစားတွေလွှတ်ပြီးလိန်ခေါ်နေပါတယ်။အလုံးရမယ်ဆိုပြီးလူစားတို့စစ်မှုရန်တပ်သားတွေဖြစ်စစ်တပ်ထဲကိုရောင်းစားနေတာပါ။လိန်ခေါ်လာတဲ့လူငယ်တွေကိုလူစားတို့ဖြစ်စစ်မှုထမ်းမဲ့လူငယ်တွေရဲ့မှတ်ပုံတင်တွေနဲ့အပြောင်းလဲလုပ်ပြီးစစ်တပ်ထဲထဲတာအကုန်ပေါင်းစားနေကြတာဟုရင်းဖြစ်စဉ်ကိုသိရှိထားသူကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ထို့အပြင်ရန်ကုန်တိုင်းလေကုန်းမြို့နယ်ဘိုးရင်ကလေးကျေးရွာတွင်အုတ်ချုပ်ရုံမျိုးသိန်းနယ်အဖွဲ့ကစစ်မှုထမ်းခြင်းဖြင့်အိမ်အောင်စုတစုလင်းငွေကျပ်9000 န်တော်မြေအိမ်အောင်စုပေါင်း850ကျော်ထံမှငွေကြေးများကောက်ခံနေကြောင်းစစ်မှုထမ်းရမည့်လူငယ်များမိသားစုများထံမှလည်းလူစားထိုးကျဲဖြင့်အနည်းဆုံး15သိန်းကျပ်မှ30သိန်းထိကောက်ခံလျက်ရှိကြောင်းသိရှိရသည် ဆလဘိပခုတ်ကူမျိုးရင်ပြူစောတီကောင်းဆောင်အရှိကြီးခေါ်ဒူရှိကို MPD တပ်ဖွဲ့ကအရှင်ဖမ်းမိဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းပခုတ်မျိုးစမှုစုံ6လမ်းနဲ့9လမ်းကြားရင်းနေထိုင်သောပြူကောင်းဆောင်အရှိကြီးခေါ်ဒူရှိကဖမ်းမိခဲ့ပြီးနေမြေကန်ပကပကိုလွှဲပေးလိုက်ကြောင်းမြင်းချံဘလက်တိုက်ကတပ်ဖွဲ့ကောင်းဆောင်ပုံမိုက်ခဲကရန်ကုန်ခေတ်တဲ့တဲ့ရင်ဌာနတန်းတို့ပြောကြားသည်။မေလာကိုရဲ့ညနေ9နိုင်ခန့်တွင်ပခုတ်ကူမျိုးစမှုစုံ6လမ်းနဲ့9လမ်းကြားရင်းနေထိုင်သောပြူစောတီကောင်းဆောင်အရှိကြီးခေါ်ဒူရှိကို73ဆောင်ပြ စီချုံနေတို့ဖန်စီရရှိခဲ့ပြီးသက်ဆိုင်ရာနယ်မြေတပ်ဖွဲ့တန်းလွှဲပြောင်းပေးရလိုက်ကြောင်း၎င်းတွင်ပြူစောဒီကောင်ဆောင်တို့ဖြစ်ပြီးပြည်သူများပေါ်နိုင်ခြင်းနှိမ့်ဆက်မှုများပြုလုပ်သေးပြီးစစ်ကောင်စီစစ်ရေးများတွင်အရေးပါသူတို့ဖြစ်ကြောင်းသိရှိရသည် တကယ်ကသူ့ကိုသွားဖမ်းတာမဟုတ်ဘူးစစ်စင်ရေးသွားလို့တာကဖိုးကိုသွားလို့တာသူကလမ်းမှာတွေ့လို့ဖိုးကိုမလုပ်ဘဲနဲ့သူ့ကိုဆွဲခေါ်လာတာစစ်စင်ရေးကသူကဖြစ်သွားတာပေါ့စစ်စေးမှုကတော့နေမြေကန်ကပဲလုံနေတာကျွန်တော်တို့ကတော့ရောက်ရောက်ချင်းမဲဆင်မဲပြီးမြေပြင်အဖွဲတွေပဲလွှဲပေးလိုက်တာလက်နက်ပစ္စည်းတွေလည်းပါတယ်အကုန်နေမြေကန်ပါကပအဖွဲတွေပဲလွှဲပေးလိုက်တာကိုမြင်းချက်ဘလက်တိုက်ကတပ်ဖွဲ့ကောင်းဆောင်ပုံမိုက်ခဲကရှန်ကုန်ခဲ့တဲ့တဲ့ရင်ဌာနတန်းတို့ပြောကြားတယ် အဆိုပါစစ်စင်ရင်ကိုမြင်းချံပလက်တိုင်က MBD တပ်ဖွဲ့နဲ့တူ၎င်းမင်း PDF ဖွဲ့မှပူးပေါင်းကလှုပ်ဆောင်နေခြင်းဖြစ်ပြီးပြည်သူကိုအနိုင်ကျင့်နှိမ်ဆက်နေသည့်မြေသူကိုမဆိုရေယူမှုပြုလုပ်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်